လက်နက်ကင်ပြည်ပခါတွေရက်တက်နိုင်မှုအတွက်လက်နက်ကင်တွေကိုမန်လုံးပေးကနိုင်ငံရေးအပြည့်ယူလုပ်ဖို့လိုအပ်တယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်ကဆေးရနိုင်တဲ့ဌာနကိုပြောပါရယ်နိုင်ငံရေးရည်မှန်းချက်ကိုပြည့်မြောက်နိုင်ဖို့လက်နက်ကင်ပြည်ပခါကိုရက်တက်နိုင်တဲ့အနေအထားတစ်ခုဖြစ်အောင်လုပ်ဖို့လိုပြီး2008ခြေဦးကိုကျော်လွန်ကအပြည့်ယူတွေလုပ်ဖို့လိုအပ်တယ်လို့သူကပြောပါရယ်နိုင်ငံရေးအယူတစ်ခုကိုပို့ထွန်းတဲ့ခါကျတော့ပို့ထွန်းအောင်လက်နက်ကင်။အဲဒီလက်နက်ကင်ကြီးနိုင်ငံရေးအဖြစ်ရွေးနိုင်အောင်တွန်းအားပေးတာဖြစ်တယ်။အဲဒီလက်နက်ကင်ကြီး ချင်းကိုညစ်တယ်ဆိုတာနိုင်ငံရေးအရွတ်တစ်ခုရောက်အောင်တွန်းအားပေးတော့အဲ့ဒါကိုလက်နက်ကန်ပြီးတော့ဖြည့်ရှင်းနိုင်မှာပါပဲနိုင်ငံရေးအမှန်ချက်ရအခီးပေါက်မှန်တယ်အဲ့တော့နိုင်ငံရေးအမှန်ချက်ကိုပြည့်မြောက်နိုင်အောင်လက်နက်ကန်ပြီးတော့ကျွန်တော်ကရက်တန့်နိုင်တဲ့အနေနဲ့ဖြစ်အောင်လုပ်ဖို့အဲ့ဒီမှာနိုင်ငံရေးအပြည့်ပြောတော့ပေါ့အဲ့ဒါကြောင့်ရှင်းချမှုနဲ့လည်းကျွန်တော်တို့ဒီလက်နက်ကန်ပြီးတော့ဆွေးဆောင်စီရင်မှန်ဘုတ်ဘယ်ကနေတော့ချစ်ချင်တဲ့တော့အောင်ဆွေးလာတော့ဦးမလားလက်နက်ကန်ဒီကောင်ချစ်ကိုကြိုပြီးမှကျွန်တော်တို့ဘလို့ချစ်ချမှုနဲ့ဘလို့ကလပ်ကောင်ချစ်ကိုပဲကြားထားပါဘူး လို့တရားစကားကိုကိုဘလို့ပေးယူဘလို့နိုင်ငံတော်တစ်ချီကိုတိဆောက်ပါလဲဆိုရယ်အဲ့လုံးပေါ့အဲ့ဒါမပြီးတဲ့ညလက်နက်ကလာပါလာအောင်ကျွန်တော်တို့ဆောက်ပါဒါလိုအပ်ချက်ကိုတော့ တရုတ်ရဲ့ဂျာမန်စစ်စမ်းမှုကြောင့်မြန်မာတပ်မတော်နဲ့ကိုကန်တပ်ဖွဲ့ MNDE တို့အကြားယာယီပစ်ခတ်ရစေးသဘောတူညီခဲ့ကြပါတယ်။အဲဒီနောက်ကုတ်ခိုင်၊တိန်နီ၊ကွမ်လုံ၊လောက်ကိုင်းစတဲ့ခရိုင်တွေကိုအထုဒေသတစ်အဖြစ်သတ်မှတ်ကတရားဝင်ကိုပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပြီးဖြစ်ကြောင်းကိုကန်တပ်ဖွဲ့ MNDE ကအုပ်ချုပ်ရေးပိုင်ဆိုင်ရာတာဝန်ရှိသူတို့ကလာရှိုးမြို့တရုတ်နှစ်တကူပွဲမှာပြောကြားနေတဲ့ရုပ်သံဖိုင်တစ်ခုလူမှုမီဒီယာတွေမှာပြန့်နှံ့ခဲ့ပါတယ်။အဲဒီလိုပဲတရုတ်ရဲ့ဂျာမန်စစ်စမ်းမှုနဲ့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF DNL နဲ့မြန်မာတပ်မတော်တို့ကြားဆွေးနွေးခဲ့ပေမဲ့ရလမထွက်ပဲပြီးဆုံးခဲ့ကနောက်ထပ် ချိန်ပြန်လည်တွေ့ဆုံမှာဖြစ်တယ်လို့ TNL က2025ခုနှစ်ဖေဖော်ဝါရီ19ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဲဒီပြင်တရုတ်ရဲ့ဂျာမန်စစ်စဲမှုနဲ့ AA နဲ့နောက်ဆက်ကကြားတရုတ်နိုင်ငံမှာမက်လာမှာတွေ့ဆုံဆွေးနွေးသွားဖို့ရှိကြောင်းလည်းနှိစက်သူတွေထံကသိရပါပါတယ်။တိုင်းပြည်နယ်ပြည်သူအတွက်ကောင်းဆောင်တွေအားလုံးတည်တည်ကြကြပြန်စင်စားဖို့ဖိတ်ခေါ်ဆွေးနွေးတင်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုဥက္ကဋ္ဌဦးထောင်ကျော်ကဆီယန်နိုင်တဲ့ဌာနကိုပြောပါပါတယ်။နိုင်ငံရေးရောဘလုံးညှိမှလဲပေါ့သူဖြစ်နေတဲ့ဟာတွေတဲ TV ရတယ် TV အခု ဟို Federal ပြည်ထောင်စုကိုလည်းသွားမယ်ပေါ့နော် Federal Democracy ပြည်ထောင်စုကိုသွားမယ်ဆိုတဲ့ဟာကြီးလည်းပြောထားဆိုထားပြီးသားဖြစ်ပြီးဒီအတွက်ကြောင့်မလို့ဒီတစ်ခါညှိပါလားမညှိဘူးလားပေါ့နော်ဂျာမျိုးကိုသေးသေးသာဟောဖြစ်ဖို့လိုတယ်ဖြစ်ပြီးတော့မှပြောပြီးတော့မှနောက်ဆုံးငါတို့သေးသေးညှိကြမယ်တိုင်းပြည်ကိုလည်းကြည့်ကြည့်လောက်ဘယ်ဟာမှတစ်ခါမှတလူမဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ရှိသမျှခေါင်းဆောင်များအားလုံးသေးသေးပြန်စင်စားပါဆိုတဲ့ဟာမျိုးထိုက်ခေါ်ပြီးတော့ငါတော့ဆွေးနွေးတက်တယ်ပေါ့လေအခုဟာပြောရမယ်ဆိုလို့ရှိရင်အကုန်လုံးကအီလီဆွဲသလိုကြီးဖြစ်ပြီးတော့မှလေတိုင်းပြည်အတွက်ကဟိုပုံအကုန်လုံးတူတူလူငါသမင်းနဲ့ တရံနေဖြစ်ပြီးတော့မှကိုအကျိုးစီးပွားပဲကိုအိတ်ထဲထည့်နေကြလို့ဖြစ်ပြီးတော့မှလူတို့ကတော့အင်မတန်ဒုက္ခရောက်နေကြတော့ဒါကတော့လူတို့ကတကယ်ဟိုမျက်မှောက်ပြုတ်နေရတာပေါ့နော်ဒီကိစ္စယူရလူတို့ကတော့လက်နက်မရှိတဲ့လူဖြစ်တဲ့ကြောင့်ပြုတ်သမားနှုတ်ရမှာဖြစ်တယ်ဆိုတော့ဒါအကုန်လုံးပန်းကြီးကောင်းဆောင်များကောင်းဆောင်ဆိုတော့အဓိကကောင်းဆောင်ကပုံပြမှာစဉ်းစားပေးရမှာပေါ့ လက်ရှိမှာအရက်ကတက်တော်အေးရာအနိုင်ဆုံးအဆင့်အနေနဲ့ Confederation ကိုရလိုပြီးအမြင့်ဆုံးအနေနဲ့ရခိုင်နိုင်ငံတော်ထူထောင်ရေးရည်မှန်းချက်တွေရှိနေကြောင်းပြောကြားထားသလို TNLA ကလည်းလိုအပ်ရင်နိုင်ငံထူထောင်နိုင်ရဲ့အတွက်တအံ့ပလောင်လူမျိုးတွေပြင်ဆင်ထားကြဖို့ TNLA အထွေထွေတွင်းရင်းမှုဗိုလ်ချုပ်တာပုံကျော်ကပြောထားပါဗျ။အဲ့ဒီလိုပဲကချင်လူလက်ရည်တက်မတော် KIA တူဥက္ကဋ္ဌတူဗိုလ်ချုပ်ကြီးကွမ်မော်ကလည်း2025ခုနှစ်မှာတိုင်းရင်းသားတွေဟာ Federal ထက်ကျော်လွန်တဲ့စဉ်းစားမှုတွေကိုလှုပ်လာမယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဒေါ်စုစုကြည်တို့နဲ့တွေ့ဆုံစဉ်ကပြောကြားထားပါဗျ။နောက်ဆက်ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ CEO တွေအနေနဲ့မဖြစ်နိုင်တာကိုမတောင်းဆိုဖို့နဲ့ပြစ်တင်ဖြစ်တိုက်တာတွေကိုစုနေညီနိုင်ရမယ်လို့2025ခုနှစ်မတ်လ9ရက်ကရုရှားနဲ့ဘယ်လာရုစ်ခီးစဉ်အပြင်လည်ရင်ပေါ်မှာပြောကြားခဲ့ပါတယ်။